မြန်မာနိုင်ငံရဲ့နိုင်ငံငွေတွေပေါ့နိုင်ငံငွေတွေကိုတောင်ဆန်းစစ်ကြီးကနိုင်ငံမှာသွားအပ်ထားတယ်လို့ပြောလို့ပေါ့နော်အဲဒါမျိုးတွေလူငယ်တွေချားတယ်မှာရောတည်သူတွေရောမတည်သူတွေချားတယ်မှာပြန့်နေတဲ့ကိစ္စလေးတခုပေါ့အဲ့ဒါကိုအမှန်တိုင်းသိစေချင်တယ်အာကျွန်တော်အမှန်တရားပဲပြောချင်တယ်ဗျနိုင်ငံငွေကြီးတစ်ပီလီယံအမေရိကန်ရဲ့ Federal Reserve ပါပြီးရောက်ပါရှိတယ်ဒီအမှားပဲခံထားရတာရှိတယ်အဲ့တော့စင်ကာပူမှာစင်ကာပူမှာလည်းပဲခံရတာရှိရှိတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစစ်ကြီးရဲ့အခန်းကဏ္ဍကဘာလဲဒေါဆုကြီးတကယ်ပဲမြန်မာနိုင်ငံငွေကြီးတွေကိုနိုင်ငံခြားမှာသွားပြီးတော့ပုံပြီးပို့ထားတာလားအဲစင်ကာပူမှာသွားပြီးပို့ထားတာလား အဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဖြစ်တော်တော်သိရှိနားလေသူတွေအွန်လိုင်းပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်တို့တတ်မှတ်ရလောက်အောင်အနာမည်ကြီးတဲ့သူတွေအစပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ဒေါစုကြည်အနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဲဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒီ BM ဖောင်ကိစ္စလည်းဦးသိန်းစိန်လက်ထက်ကစတာပါ ဒီဥပဒေအရအနိုင်နေတဲ့သူလို့ရှိရရှင်အနိုင်နေတဲ့သူဘယ်လိုလဲဆိုရှင်ပါးဥက္ကဋ္ဌကလည်းအနိုင်ပါလားဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ဒီအတိုင်းနဲ့ခံရာလူဖြစ်တယ်သူဒီသူ့ရဲ့ဩဇာအာဏာမရှိပါဘူးဥပဒေစီးမြေစီကံရဆိုရှင်ဒေါအောင်ဆန်းစုကြည်ကအမိပြပိုင်လို့မရှိဘူးဟုတ်တယ်နိုင်ငံတော်တမနာတော်မှာအမိပြပိုင်လို့မရှိဘူးဘာကြောင့်လဲ2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌဒီနိုင်ငံရဲ့ချားမှငွေစုချင်းတော်လည်းကောင်ငွေကြေးရပစ္စည်းမှန်ခံခွင့်မှုတော်လည်းကောင်အဲဒါသူတို့မှာအခုပါပဲတောင်းနေရှိပါတယ်။ဒေါအောင်ဆန်းစုကြည်ကကိုးသွားတာတို့ဒေါအောင်ဆန်းစုကြည်ကဒီလိုမျိုးငွေကြေးကိုအပ်ပြီးတော့နိုင်ငံရုပ်ကစားတာတို့ဆိုတာလည်းဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်ပါတယ်။ဒါနဲ့ဒီမှာနိုင်ငံလက်ကလေးနိုင်ငံတိုင်းလက်ကလေး2013 ဘန်နာရေးကွန်မန်ဆာဖန်ဥပဒေအရဒေါန်ဆန်းစုကြည်အပ်တာမဟုတ်ပါဘူးဒါစီနီစီကန်ရနော်ဒေါန်ဆန်းစုကြည်အပ်တာမဟုတ်ပါဘူးဘာဥက္ကရာအပ်တာပါဦးသိန်းစိန်အစိုးရရဲ့ဥပဒေတွေပါဒီဥပဒေကလည်းကမ္ဘာအဆင့်တွေဦးသိန်းစိန်ကြီးကပေါ်ဆောင်သွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီအချိန်မှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအားလုံးအားလုံးအမြင်လွဲမှားနေတယ်လို့မျိုးဒေါန်ဆန်းစုကြည်ကအဲဘယ်လိုခေါ်မလဲဆိုတော့ ဟိုကခုပြီးအပ်ခဲ့တာလားဒါနဲ့ပတ်သက်ပြီးတော့ချုပ်ငင်းခုံမှုတွေနိုင်ငံရေးအထင်ကြီးရရှိလာမှာမပဲငင်းခုံမှုတွေရှိကြတယ်နော်အတိအတိကြသိနေကြတာပါဒါလူတွေကယူဆတာပေါ့ဒါဒေါအောင်ဆန်းစုကြည်ကခိုးပြီးဖတ်ပြီးတော့အပ်တဲ့ပုံစံမျိုးတွေထီကိုဆွဆဲလာကြတာတွေရှိတယ်ပေါ့ကွာနော်နိုင်ငံပိုင်အကောင့်ပါနိုင်ငံပိုင်အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေါ်စန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူး။ဒေါ်စန်းစုကြည်နာမည်မဟုတ်ဘူး။ခြားနိုင်ငံတွေတာမျိုးပဲအဲ့ဒီအဲ့လိရှိပါတယ်နော်။အဲ့ဒီကြားရှိပါတယ်။ငွေကြီးခိုင်မာအောင်လို့လို့ပြောရမှာပါနော်။ပြီးတော့တယောက်ကလို့လို့ရှိရင်တယောက်ကသဘုတ်လေးလင်းပြောတယ်။သဘုတ်လေးလင်းပြောလို့ရှိရင်ဟာဟုတ်ပြောင်အောင်လည်းဖြစ်လာတယ်။ဟုတ်ပြောင်အောင်လည်းဖြစ်လာပြီးတော့တယောက်ကဒီအမုန်းလေးပွားလာတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်စန်းစုကြည်ပေါ်မှာတော်တော်များများပါနော်။အမုန်းပွားလာတာရှိရပါနော်။နိုင်ငံမှာအကောင့်တွေပါ။နိုင်ငံမှာအကောင့်တွေပဲအဲ့လိုရပါလား။ဘတော်စုကြည်ကလို့လို့နေနေဟိုနိုင်ငံကြီးချမ်းမပတ်သက်ပြီးသွားအပ်ပြီးတော့သူကပဲအခိုင်လို့လို့သူကပဲခိုးရတယ်လို့ဒီချစ်ကုန်မချစ်ကုန်လားအခုအားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ဆွဆွဲနေတဲ့ဒေါ်လာ1ဘီလီယံကိစ္စကိုမောင်မောင်ဖော်ထုတ်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာစုကြည်ကနိုင်ငံများမှာသွားအပ်ထားတယ်လို့ပြောလို့ပေါ့နော်အဲဒါမျိုးတွေလူငယ်တွေချားတယ်မှာရောတည်သူတွေရောမတည်သူတွေချားတယ်မှာပြန့်နေတဲ့ကိစ္စလေးတခုပေါ့အဲ့တော့အမှန်တိုင်းသိစေချင်တယ်အာကျွန်တော်အမှန်တရားပဲပြောချင်တယ်ဗျအခုလည်းကြောင်ဒေါန်ဆန်းစစ်ကြီးကိုအားပေးထောက်ခင်တဲ့ပြည်မှာကျွန်တော်မပါသလိုမုန်းတဲ့ပြည်မှာလည်းကျွန်တော်မပါပါဘူး။အဲ့တော့ဒေါန်ဆန်းစစ်ကြီးကိုတာမန်ကျွန်တော်တို့နိုင်ငံရေးရဲ့ခေါင်းဆောင်တယောက်ပေါ့ဗျာနော်။နိုင်ငံရေးသမားတယောက်ဖြစ်မြင်ပါလေ။တာမန်ပုဂ္ဂိုလ်တယောက်ပေါ့ကျွန်တော်တို့ကတော့။အဲ့တော့ပါတော့လည်းပဲ နိုင်ငံရေးအဖြစ်ကြည့်မယ်ဆိုရင်ဒေါန်ဆန်းစုကြည်ကိုယုံကြည်ကိုးစားသူတွေသူတို့တွေရဲ့စိတ်ဆန္ဒတွေကျွန်တော်လေ့စားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိမ့်ထုတ်ခံသူတွေအဲ့တမလို့အပိထုတ်ခံသူတွေအယူသားရေးသမားတွေပေါ့နော်စသဖြင့်စသတို့စသတို့ဒီလိုမျိုးပေါ့ဒီလိုစုဖွဲ့တွေကြားထဲမှာအပေါင်းအမှုလေးတွေရောမြန်မာမှုလေးတွေရောရှယ်တာဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးပေါ့နိုင်ငံသားငွေကြေး1ဘီလီယံအမေရိကန်ရဲ့ Federal Reserve ပေါ့ပြီးတော့မှရှိတယ်အဲ့ဒီဘာမှအပိတ်ခံထားရတာရှိတယ်နောက်တော့စင်ကာပူမှာ စင်ကာပူမှာလည်းပိတ်ခံရတာရှိတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့အခန့်ကဏ္ဍကဘာလဲဒေါစုကြည်တကယ်ပဲမြန်မာနိုင်ငံငွေကြေးတွေကိုနိုင်ငံခြားမှာသွားပြီးတော့ဘုံပြီးပို့ထားတာလားအဆင်ကူမှာသွားပြီးပို့ထားတာလားအဲစသဖြင့်သူ့အခန့်ကဏ္ဍကဘာလဲထို့သူ NLD အစိုးရလက်ထက်ဖြစ်တဲ့အတွက်ကြောင့် NLD ရဲ့အခန့်ကဏ္ဍကဘာလဲအဲ့တော့ဒီငွေကြေးဟာဘာလဲနော်အဲ့တော့ဒါကိုခက်ခဲနာသိဖို့လိုတယ်ကျွန်တော်ဒီကျွန်တော်စီမှာမနေတာပါနော်မနေတနေ့ဖြစ်ပါလိမ့်မယ်ကျွန်တော်လိုက်တဲ့ခါမှာလူငယ်တွေချားနေမှာလဲကျွန်တော်ကိုမေးမြန်းလာကြတယ်အဲ့ထို့သူအတိတ်တော့ပေါ်မှာလဲ ဗီဒီယိုလေးတက်နေပါတော့ငွေကြေးမှာနားလည်မှုမလွဲစေချင်ပါဘူးကျွန်တော်တို့ပြည်သူတွေအမှန်တရားကိုသိရမယ်နော်နိုင်ငံရေးအပြည့်အမှန်တရားကိုသိရမယ်ကျွန်တော်တို့ပြည်သူတွေပြည်သူတွေအားလုံးကနိုင်ငံရေးရဲ့သားကောင်တွေဖြစ်တယ်အဲတော့သားကောင်ဖြစ်ချင်ကိုကနိုင်ငံရေးကိုနားလည်ရမယ်နားလည်ပြီးနိုင်ငံရေးအပြည့်ဆက်ဆန်းတမန်ဆောင်ရွက်နိုင်တဲ့ပုံစံလေးဖြစ်ရမယ်အဲဒီအဲ့ဒီတော့မှတာလေနိုင်ငံရေးရဲ့သားကောင်မဖြစ်တော့ဘူးကွာကျွန်တော်ပြည်သူတွေနိုင်ငံရေးအလို့နိုင်ငံရေးနားလို့ခံလိုက်ရတာခံရရတာဖြစ်တယ်နော်အခုတည်းရှိအခြေအနေအားအဲ့တော့အဲ့ဒီလေးဖြစ်ရလေအောင်ကျွန်တော်ဒီနေ့အမှန်တရားလေးတစ်ခုပြောချင်တယ်ဗျဟုတ်ပြီပထမဆုံးတစ်ချက်အနေနဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာအဲကျွန်တော်တို့နိုင်ငံရေးချားမှာပေါ့ဒီနေရာနဲ့ချီရွေးတွေအိတ်ခံထားရတယ်နော်အဲပို့ထားတယ်ပေါ့ဒါမှမဟုတ် 2020ပေါ့2021အာနာထိမ့်မှုပေါ့အာနာမြောက်ပြောတာအာနာထိမ့်မှုပေါ့ဗျာနော်ကျွန်တော်အာနာထိမ့်မှုပြောပါလိုက်အာနာထိမ့်မှုနောက်ပိုင်းမှာအဲ့ဒီငွေကြေးအော် freeze လောက်ခံထားတာ freeze လောက်ခံထားတဲ့ခါကျတော့အကျိုးမြတ်ဘာမှမရှိတော့မနဲ့အဲအမေရိကန်ရဲ့အမေရိကန်ဆိုရရဲ့အပိတ်ဆိုခြင်းကိုခံထားရတယ်ပေါ့နော်အဲခံထားတဲ့အတိုင်းကြရရှိတယ်အဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဖြစ်တော်တော်သိရှိနားလေတို့လေအွန်လိုင်းပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်တို့တတ်မှတ်ရလောက်အောင်နာမည်ကြီးတဲ့သူတွေအစပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ down sensitive ပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ရောစုကြီးအနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဲဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ ကျွန်တော်ဒီနေ့ဒီကြောင်းပြောချင်တဲ့ရွေးချက်ကနောက်ဆုံးကြည့်ပြီးချစ်တာချစ်ချင်းတော့ချစ်သူကြည့်ကိုပေါ့နော်ကျွန်တော်စတင်မုန်းချတော့ကျွန်တော်အမှန်ရောက်ပြီးစေချာပါအဲနောက်ထပ်ပြည်သူတွေထဲမှာလည်းနိုင်ငံရေးနဲ့ဥပဒေရေးတွေနောက်လေးစေချာပါအဲနောက်ထပ်ပြည်သူတွေထဲမှာဥပဒေစနစ်ပေါင်းစေချာပါဟုတ်အဲ့တော့ဘီလီယံတစ်ထောင်ဆိုတာပါလေအဲဘာလို့ဆို1ဘီလီယံဆိုတာပါလေအဲကျွန်တော်စာမေးမယ်နော်အကြောင်းမြန်မာနိုင်ငံရဲ့ဘဏ်ပေါ့နော်ဘဏ်လုပ်ငန်းဆိုတာရှိရပြဘဏ်ဆိုတာ C ဘာခေါ်လဲ Central Bank of Myanmar ပေါ့ CBM CBM လို့ခေါ်ပါလေအဲ့ဒီတော့ ဦးသိန်းစိန်လက်ထက်မှာဦးသိန်းစိန်ကျောင်း2010ရွေးကောက်ပွဲရတယ်2017မှာအာနာစရလာတယ်နော်အာနာစရလာပြီးတော့တော့နိုင်ငံကိုစီမံခန့်ခွဲတဲ့နေရာမှာဦးသိန်းစိန်အစိုးရတကယ်ချီးကျူးရမှာပါဦးသိန်းစိန်လက်ထက်မှာလည်းဒီကိစ္စကြီးအောင်ဦးသိန်းစိန်လက်ထက်မှာလုပ်ရမှာအဲ့ဒီဘီလီယံ1000ရဲ့ဈေးနှုန်းကိုလိုက်ချင်တော့ဦးသိန်းစိန်ကိုကျွန်တော်ကလိုက်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဦးသိန်းစိန်လက်ထက်ပေါ့2013အဲမြန်မာနိုင်ငံရဲ့ဘဏ်ဥပဒေလို့ခေါ်တာပေါ့နော် CBM ဥပဒေလို့ခေါ်တယ်ဒီဥပဒေအကြောင်းအရအကျုံးဝင်သွားတာဖြစ်တယ်အဲ့ကြောင့်နိုင်ငံရေးကနားလည်ပါဦးကောင်မောင်နားလည်စေချင်ပါလေအဲ့တော့မှန်တရားကိုသိစေချင်နော်အဲ့တော့ဦးသိန်းစိန်လက်ထက်မှာ အာနာစာရင်းနောက်ကျွန်တော်ဒီမှာနိုင်ငံဘဏ်ကအစိုးရလက်အောက်မှာရှိပြီးတော့မြန်မာနိုင်ငံရဲ့ဘဏ်ကလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဝန်ကြီးဌာနရဲ့လက်အောက်ပေါ့ဘဏ်တိုင်းဝန်ကြီးဌာနရဲ့လက်အောက်မှာပဲရှိပါတယ်အဲ့တော့နိုင်ငံသားငွေလေးအဲ့ချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံကပွင့်လင်းလာကြာဦးသိန်းစိန်လက်ထက်မှာကျွန်တော်တို့နိုင်ငံတကာမှာသွားပြီးစီးပွားရေးတွေဖွင့်တယ်ဦးသိန်းစိန်တကယ်ကျူးစားပါတကယ်တော့ပါတယ်အဲကျွန်တော်နေအမှန်တရားလာပြောရတာပါနော်တော့ပါတယ်အလုပ်လုပ်နေမြန်မာနိုင်ငံရေးအဖြစ်ဦးသိန်းစိန်အစိုးရပေါ့တက်ခိုင်အစိုးရလို့ပြောမှာပေါ့ဦးသိန်းစိန်အစိုးရဒီနိုင်ငံရေးအဖြစ်ခြေလှမ်းရအောင်သွားပါတယ်အဲနောက်တစ်ခုနောက်ထပ်ပါနော်ပြုလုပ်တဲ့ဥပဒေတွေဥပဒေတွေအားလုံးဒီအားလုံးအတွက်ရှေ့ရှုပြီးလုပ်ခဲ့တာတွေတွေ့ရတယ်ပြီးတော့ပြည်ယုံနောက်နေနေတဲ့နိုင်ငံကိုတိုးတက်အောင်ကျူးစားတာတွေရှိတွေ့ရတယ်နောက်တစ်ခုက ီကောင်စုတာမြန်မာနိုင်ငံသားနိုင်ငံရေးတိုးတက်ဖို့အတွက်အဲဘယ်လိုမှမဆိုရှင်းရှင်းရှင်းချစေနိုင်ဖို့အတွက်ပေါ့နော်ဦးသိန်းစိန်အစိုးရလုပ်ခဲ့ဆောင်ရွက်တာတွေကိုကျွန်တော်တို့အများကြီးချီးကျူးအောင်မှာဖြစ်ပါတယ်အဲ့ဒီဘီအန်ထောင်ကိစ္စလည်းဦးသိန်းစိန်လက်ထက်ကစတာပါဦးသိန်းစိန်လက်ထက်မှာတိုင်ငံမှာမြန်မာနိုင်ငံဘဏ်နိုင်ငံသားငွေတွေဟာအဲမြန်မာနိုင်ငံဘဟုဘဏ်မှာရှိတယ်မဲ့ဘယ်လိုမှမဆိုရှင်းအဲလွတ်လပ်မှုမရှိဘူးပေါ့လွတ်လပ်မှုမရှိဘူးဒါပေမဲ့ business ဆိုတာ modern life ဆိုတာ modern life ဆိုတာကျွန်တော်မြန်မာနိုင်ငံကဘန်ကအစိုးရအောက်မှာရှိရဝင်းနေဆောင်အောက်မှာရှိလို့ရှင်ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတော့ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတဲ့အတွက်ကြောင့်မလို့နိုင်ငံရေး PR เนาะကျွန်တော်တို့အာနာ PR တွေနဲ့ကြုံရတဲ့အတွက်ကြောင့်မလို့ဘန်ဒီရဲ့လွတ်လပ်ခွင့်ကိုနိုင်ငံတကာအားဆောင်ကြည့်ပါလေအဲ့တော့ဘန်ဒီလွတ်လပ်ခွင့်ရှိဖို့အရင်ကလိုအပ်တယ်နိုင်ငံတကာဘန်ဒီ need to ပေါ့ဘန်ဒီကိုကိုပိုင်တော့အုပ်ချုပ်ခွင့်ပေးရတယ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးတာတိုက်တာရှိတယ်။အဲ့တော့ဒီလိုမျိုးဗန်ဒီအုပ်ချုပ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးတာထားရပါလေကိုပိုင်အုပ်ချုပ်ခွင့်ပေးတယ်။ဖိလစ်ပိုင်အမေရိကစသဖြင့်ပေါ့နိုင်ငံတော်မြန်မာဗန်ဒီကကိုပိုင်အုပ်ချုပ်ခွင့်ရှိတယ်။ ဲ့လိုမျိုးစနစ်ဖြစ်မှသာလေငွေကြေးစနစ်ကိုထိန်းချုပ်နိုင်မှာဖြစ်တယ်အဲ့တော့ငွေကြေးစနစ်အဖြစ်လည်းယုံကြည်နိုင်မှာဖြစ်တယ်လို့အဲ့လိုတချို့မို့လို့ဥပဒေစင်အစိုးရကနိုင်ငံရဲ့ငွေကြေးစနစ်တွေဘန်စနစ်တွေခိုင်မာအောင်ဆိုပြီးတော့နှစ်ထပ်ဆက်လုံးမှာဘန်ဥပဒေကိုထောက်လိုက်တယ်အဲ့ဒီဘန်ဥပဒေရောက်ဆိုရှင်ဘန်ရဲ့ဥက္ကဋ္ဌကိုဘယ်သူကခန့်အပ်မယ်ဆိုရှင်သမဏကခန့်အပ်မယ်လွတ်တော်ကအတည်ပြုမယ်လွတ်တော်ကအတည်ပြုလို့ရှိရင်ဒီဘန်ဥက္ကဋ္ဌဒီဘန်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုအားလုံးဒီသူ့မှာတာဝန်ရှိတယ်အဲ့တော့သူ့ကိုနိုင်ငံတော်ကနေပြီးတော့တည်တည်ချာချာကိုဒေးစားမယ်တိုင်းတာမျိုးရှိသွားပြီအဲ့တော့ အဲ့ဒီဥပဒေအရငွေကြေးအဖြစ်နိုင်ငံရဲ့ချားမှာကျွန်တော်ဘုံတော့ကကြောက်မှာဥဥနေဝင်လက်ထက်ကကျွန်တော်တို့ဒီ system မှာကျွန်တော်ရွှေတွေပါထားရွှေပေါင်းတွေပါထားလာအောင်တိကြပါလိမ့်မယ်အငွေကြေးခိုင်မှာလို့တော့ပါအဲ့တော့ဒေါက်ဆန်းစုကြည်အစိုးရလက်ထက်မှာဥသိမ့်စိန်စိုးရလက်ထက်မှာဒါမျိုးငွေကြေးခိုင်မှာလာအောင်လို့ကိုမြန်မာနိုင်ငံနိုင်ငံသားဝင်ငွေတွေကိုနိုင်ငံသားဖန်မှာတွားပြီးစုရပါတယ်စုရတဲ့အခါမှာအဲ့လိုစုလိုက်ခြင်းအဖြစ်အချိုးစီးပွားဘာတွေဖြစ်လာနိုင်လဲဆိုတော့နံပါတ် တစ်ချက်အတိုးရတယ်1 billion ဆိုတဲ့ခါကျတော့ကျွန်တော်ဘယ်လောက်ရမလဲကျွန်တော်အတိုးနှုန်းကိုတုံးသက်ကြည့်ရင်ငါအပြာခိုင်လို့ကြော်တယ်ငါလည်းကျွန်တော်တက်တဲ့နှစ်ကိုမြန်မာနိုင်ငံက တန်း90ရတယ်အဲ့ဒီကျွန်တော်တွားအပ်ထားတဲ့1 billion တော့ဒါပေမဲ့တော့အဲ့1 billion ဘန်မှာ MS ပါပေါ့ကိုကကိုကျွန်တော်တို့ကျွန်တော်လည်းဒီဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘန်ဒူးစားဘန်ဒူးချီစားနေလို့ပို့ပြီးတော့ပြပါတယ်နော်တစ်နှစ်တစ်နှစ်ကိုဘယ်လောက်ရလဲအဲ့တော့ American ဘန်မှာတွားအပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီ1 billion ကနေကျွန်တော်နှစ်စဉ်အတူတန်း90တော့အများကြီးရနေပါတယ်အဲ့တော့အဲ့ဒီလို app MS ပါပေါ့နော်ဒီထဲမှာစီးပွားရေးလုပ်လိုက်မယ်ဆိုတော့ပို့ပြီးတော့အကျိုးဖြစ်ထွန်းတယ်ဒါပေမဲ့လည်းဒီလိုမျိုးအပ်လိုက်ခြင်းအပြအတူရမယ်နောက်ထပ်ငွေကြေးစနစ်ခိုင်မာမှုရှိမယ်ပြီးတော့ဘန်ဒီအားတည်ယုံကြည်မှုရှိမယ်နောက်ထပ်နိုင်ငံများဘယ်ခေါ်မယ်ဆိုရှင်ဒီနေ့အခက်ခဲတွေပေါ့နော်ငွေကြေးခက်ခဲတွေကြုံလာတဲ့ခါမှာဒီစနစ်တွေကထောက်ခံဖြစ်သွားစေမယ်အဲ့တော့ တော့ဆိုလိုချင်တာကအချိုးစီးပွားအများကြီးရှိတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီဥပဒေအရအနိုင်တဲ့သူတွေရှိနေရှင်။အနိုင်တဲ့သူကဘယ်လိုလဲဆိုရင်ဘာဥက္ကဋ္ဌကတည်းကလည်းအနိုင်ပါလား။ဒါနဲ့ပတ်သက်ပြီးတော့ဒေါက်ဆာစစ်တီတဲ့အတိုင်းကံရာလူဖြစ်တယ်။သူဒီသူ့ရဲ့ဩဇာအာဏာမရှိပါဘူး။အဲထို့သူဒါမှမဟုတ်ဒါ theory အဖြစ်စီးမင်းစီကံအဖြစ်ကျွန်တော်ပြောရအောင်နော်။နောက်တစ်ခါဒေါက်ဆာစစ်ရဲ့ပတ်သက်ပြီးတော့ဆိုလိုချင်တာဒေါက်ဆာစစ်ရဲ့ယုံကြည်ကိုးစားမှုတွေဒေါက်ဆာစစ်ရဲ့ဩဇာအာဏာတွေကလည်းရှိသေးတာပေါ့နော်။အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်မှဒါလေးထည့်မှတ်ပြနေတာကျွန်တော်ဒါဥပဒေစီးမင်းစီကံရပါကျွန်တော်ပြောတာပါ။ဥပဒေစီးမင်းစီကံရဆိုလို့ရှိရင်ဒေါက်ဆာစစ်ကြီးကအမိန့်ပြပိုင်ခွင့်မရှိဘူး။တို့တို့နိုင်ငံတော်တမန္တတော်မှာအမိန့်ပြပိုင်ခွင့်မရှိဘူး။ဘာကြောင့်လဲ။2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌဒီ နိုင်ငံရဲ့ချားမှာငွေစုချင်းတော်လကောင်ငွေတရားပစ္စည်းမှန်ခံခွင့်မှုတော်လကောင်အဲတို့မှာသူ့မှာပဲတာဝန်ရှိပါတယ်အတာဝန်ရှိတဲ့ကြောင့်ဒီငွေကြီးကိုတို့အပါအမှာအခုဆိုရှင်အရေးကြီးတဲ့ဘဏ်ကြီးတွေပေါ့တကယ် institution ခိုင်မာတဲ့ဘဏ်တွေဆိုရှင်တို့ဘယ်လိုခေါ်မလဲ American ဘဏ်ရှိမယ်နော် American ဘဏ်ရှိမယ်နောက်တစ်ခုက Switzerland ဘဏ်ရှိမယ်ပြီးလို့ရှိရင် Singapore ဘဏ်ရှိမယ်အဲ့တော့ဒီနိုင်ငံဒီဒီ institution သုံးခုကအရောက်ခိုင်မာတယ်ခိုင်နေမှာလည်းကြောင့်မလို့အဲ့ဒီမှာသွားပြီးတော့ပို့ထားပါတယ်အဲ့ပို့တဲ့ခါမှာတော့ဘဏ်ဥပဒေစီမံခံခွင့်မှုဆိုပြောပြပါဒေါန်ဆန်းစုကြည်ကကိုးသွားတာတို့ဒေါန်ဆန်းစုကြည်ကဒီငွေကြီးကိုအပ်ပြီးတော့ နိုင်ငံရုပ်ကစားတာလို့ဆိုတာလဲဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါနော်ဒါချင်းချင်းလုံးလေးကိုပတ်ထားလိုက်ပါ2013ဘန်းဥပဒေရတာလေအဲ့လိုရပါတယ်အဲ့တက်သူကလည်းဘန်းဥက္ကဋ္ဌနဲ့ဘန်းဒီလုံးဝဘာလို့ခေါ်လဲဆိုရှင် institution ခိုင်မာပြီးတော့တကယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဩဇာအမိန့်နဲ့လူလက်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တခုလိုမျိုးဘန်းကိုပေးရပါတယ်ပေးရတဲ့ကြောင့်မလို့သူတို့ကဘာမှမဆိုင်ပါဘူးဆိုတော့ပြောပြချင်တယ်အဲ့တော့ကျွန်တော်တို့ဘန်းကျွန်တော်တို့မြန်မာနိုင်ငံလုပ်တယ်လို့မျိုးနိုင်ငံတကာလည်းလုပ်ပါတယ်ဒါပေမဲ့အဲ့ဒါအကျိုးစီးပွားအနေနဲ့ကဆက်တော့ကျွန်တော်ပြောသေးပါဝေကြီးခိုင်မာမှုယုံကြည်မှုဝေကြီးပေးချေမှုနောက်တစ်ခုကဝေကြီးလက်ခံမှုနောက်တစ်ချက်ကျွန်တော်ဘာလို့ဒီကောင်းကြီးလဲဆိုလို့ရှိရင်တော့အတူနှုံအတူရရှိမှုပေါ့ဗျာနော်အဲ့လိုမျိုးတွေတော့ အကျိုးစီးပွားရှိပေမဲ့စိုးခွက်အနေနဲ့ပါလဲဆိုလို့ရှိရင်အတွုံတုံအတွုံတုံယူမဲ့အစားပေါ့နော်ကိုယ်ကအဲ့ဘန်ဒီ1ဘီလီယံကိုကိုယ်နိုင်ငံထဲမှာစီးပွားရေးလုပ်မယ်ဆိုတော့1ဘီလီယံတည်းများအဲ့တန်း90တည်းများတဲ့အကျိုးစီးပွားကိုရရစေမယ်နံပါတ်1ချက်အဲနံပါတ်2ချက်အနေနဲ့ကတော့ကြည့်ရနိုင်ငံရေးလူမှုရေးကတောင်းကနေဖြစ်လို့နိုင်ငံတကာစီးပွားရေးစီးကံနေနေညှိပြီဆိုလို့ရှိရင်အဲ့ဒီငွေကြေးတဲ့ freeze လောက်ခံရနိုင်တယ်အဖေးစုတ်ခံရနိုင်တယ်ဒါကတော့ကျွန်တော်ခေါ်မစို့ချင်အိမ်မှာစုတ်တစ်ခုကကျောင်းမြန်မာနိုင်ငံနိုင်ငံရေးမတည်ငင်တဲ့နိုင်ငံတစ်ခုတော့ကမတည်ငင်တဲ့နိုင်ငံတစ်ခုမျိုးအာနာသိမ်းမှုတွေကိုအာနာသိမ်းမှုတွေဖြစ်တဲ့အခါမှာတော့ ဒီငွေကြီးကပိတ်ခံလိုက်ရတယ်အဲတော့အဲ့လိုမျိုးတွေပေါ့ဟိုဒါစိုးခွက်တွေကောင်းခွက်ရှိတယ်လို့စိုးခွက်ရှိပါတယ်အဲ့တော့စကားချုပ်ရပြောမယ်ဆိုရှင်တော့2013ဘန်နာရေးကွန်မစပန်ဥပဒေကဒေါန်ဆန်းစုကြီးအတ်တာမဟုတ်ပါဘူးဒါစီနီစီကန်းရနော်ဒေါန်ဆန်းစုကြီးအတ်တာမဟုတ်ပါဘူးဘန်ဥက္ကရာအတ်တာပါကျွန်တော်တို့ဘန်ဥက္ကရာဘယ်သူခန့်အပ်လဲဆိုရှင်တမရကခန့်အပ်ပါတယ်တမရကခန့်အပ်တာပဲဥသိစင်ကခန့်အပ်တဲ့တမရဘန်ဥက္ကရာရှိတယ်လို့ကျွန်တော်တို့ဥထင်ကျော်ကခန့်အပ်တော့ဘန်ဥက္ကထာတွေရှိပါတယ်အဲ့ဒါကြောင့်မလို့မဆိုင်နေတယ်ကျွန်တော်ပြောပြတာပါ တော့အခုဆိုရင်ရုရှားရင်ဆိုင်ရတဲ့ပုံစံမျိုးရုရှားကလည်းတွင်ငွေကြေးတွေကိုခါလေကမ္ဘာပံတွေမှာဒီအပ်ထားလာပဲအတူနှုံးတွေပါရငွေကြေးခိုင်ပါဘူးအခုလိုမျိုးယူကရိန်းနဲ့ကတောင်းကနေဖြစ်တဲ့ခါကျတွင်ငွေကြေးတွေအပိတ်ခံရတယ်။အဲ့လိုပုံစံမျိုးအခုကျွန်တော်နိုင်ငံမှာလည်းဒီလိုပဲနိုင်ငံကြီးကတောင်းကနေဖြစ်ပြီးတော့အဲဒီအာနာထိန်နဲ့အာနာသိန်းကိုတရားမဝင်မှဘူးလို့ဒီပေါ့ဆိုရကအမေရိကန်ဆိုရတတ်မှတ်တဲ့ပဲကြောင့်မို့လို့ freeze ဆုပ်ခံရပြန်တယ်။အဲ့တော့တရုတ်နိုင်ငံဆိုလို့ရှိရင်ဒီလိုပဲဒါဘာလို့ခေါ်မလဲဆိုတော့ pan's modern modern kimmi pan လုပ်ငန်းတစ်ခုရဲ့လုပ်ငန်းဆောင်တာတွေကိုဥသိမ့်စိန်အစိုးရကပေါ်ဆောင်သွားပြီးတော့ဥသိမ့်စိန်အစိုးရရဲ့ဒါဥပဒေတွေပါဒီဥပဒေကလည်းကမ္ဘာအဆင့်တွေဥ ဥသိမ်းစိန်ကြီးပေါ်ဆောင်သွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီချင်းရမှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအားလုံးအားလုံးအမြင်တွဲမှနေတယ်လို့မျိုးလောအောင်ဆန်းစုကြည်ကအဲဘယ်လိုခေါ်မလဲဆိုတော့ဟုတ်ကူပြီးအခက်တာလားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ငင်းကုန်ကြီးနိုင်ငံရေးအထင်ကြီးရှာလဲမှာမှာငင်းကုန်ကြီးရှိကြတယ်နော်အဲ့တော့အတိအတိကြသိနေကြတာပါကျွန်တော်တို့230ရက်အချိန်ကာလဥပဒေပုံမှန်မှာလဲသမလားခန့်အပ်နိုင်တဲ့အတိုင်းကြတယ်ရှိတယ်နော်ဒါအချိန်ကာလဥပဒေပုံမှန်မှာလဲရှိတယ်အဲ့တော့အားလုံးဒီပေါ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လွှဲမှနေတဲ့မြင်လေးတွေပေါ့ကျွန်တော်နေနဲ့ရှင်းပြခြင်းဖြစ်တယ်နော်အဲ့ဒါက senior sequence theory အားလုံးအရာပေါ့နော်အဲ့နောက်တစ်ခု မတွေ့ကြတဲ့နိုင်ငံကြီးမှာကြတော့လေအဲ့တော့ဟိုဘယ်လိုပြောမလဲဒေါအောင်ဆန်းစစ်ကြီးကမြန်မာနိုင်ငံကြီးမှာအခင်အားလို့ပြောလို့ရတယ်တမရတော်မှာပဲသူ့ကိုဒါလူတွေကယူဆတာပေါ့ဒါဒေါအောင်ဆန်းစစ်ကြီးကခိုးပြီးဖတ်ပြီးသွားအပ်တဲ့ပုံစံမျိုးတွေဒီကိုဆွဆွဲလာကြတာရှိရပါတယ်နော်အဲ့ဒါလေးအဓိကရှင်းပြချင်တာပါသူဘယ်သူဘယ်သူနာမည်နဲ့အပ်တာလဲတဲ့နိုင်ငံပိုင်အကောင့်လားတဲ့ personal account လားမသိကောင်းပါလားရနိုင်စုံနော်သူမိတယ်မိကောနိုင်ငံပိုင်အကောင့်ပါနိုင်ငံပိုင်အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေါအောင်ဆန်းစစ်ကြီးနာမည်နဲ့အလုပ်မရပါဘူးမြန်မာနိုင်ငံရဲ့ February performance ဆိုရှင်အာ CBM မနော် Central Bank of Myanmar ဆိုတဲ့အကောင့်နဲ့အဲ့ဒါပါအဲ့ဒါကြောင့်မို့လို့ 到三四几年冇合作，差那样那个感觉买二零二零七八的，买二零加七八的，我已经看嘛，啊，六六表啊，冇了，啊，冇冇第五个，可能那个加的。不是，他二六的少，底下底干，我都没得加，我就是钞票交，男人也欠的那个，冇冇哪里拿来他嘛？哎，包括我们这些，买你要会消费男人，买你要会消费男人嘛，大点，做男人要会识生男人，好咯，啊，第二个那个钱不要个，都六零九的，都六零九的，钱要要要来去拿的，要要来去拿，不要不要，冇你不要了的，你给咱来把那个到三四几把嘛，啊，就到明年啊，冇了。 ရှိတယ်ဗောနနိုင်ငံပေါ့ဒီမှာမိုင်းကောင်းလို့ရပါလားအဲ့တော့ဒီငွေချေးကိုဒီ1 billion ပေါ့1 billion လောက်ငွေချေးတွေကို NUG ကထုတ်ပို့စူးစမ်းတယ်အခုစူးစမ်းနေနော် NUG ဘာကြောင့်စူးစမ်းလဲဒီငွေချေးတွေကိုသူတို့ကအဲ့တော့ဘာလို့ဆိုတော့ပြရအောင်အစိုးရဖြစ်တဲ့ကြောင့်ထုတ်ကိုစူးစမ်းနေပေမဲ့လုံးဝမရပါဘူးထို့သူအဲကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့အဲဥပဒေမင်းအွန်လိုင်းကလည်းဒီငွေကြေးတွေကိုပြန်ထုတ်ကိုစူးစမ်းတယ်သူလည်းထုတ်ထုတ်လို့မရဘူးအဲထို့သူဒီပေါ့အန်ယူဂျီလည်းထုတ်လို့မရဘူးပေါ့ဘယ်သူထုတ်လို့ရမလဲဆိုတာမသိချဘူးအဲ့တော့နိုင်ငံချားမှာသွားပြီးတော့သွားရောက်ပြီးတော့အနှံနဲ့ငွေဟာအဲကျွန်တော်ဘယ်လောက်ရှိမှဆိုရှင်ဘန်နေကုန်းပေါ့မဆိုကျွန်တော်သုံးသက်ကြည့်တာပေါ့နော် အလုံးမောင်း6ဘီလီယံ9ဘီလီယံနေပါရှိပါတယ်အမေရိကန်ဒေါ်လာတွေပဲနော်အမေရိကန်ဒေါ်လာတွေပါအစိပူပန်ပါလဲအတ်ထားတာတွေရှိတာဟုတ်နော်အဲ့တော့ဒီငွေကြေးတွေအားလုံးကိုတော့စကမခိုးဘူးပြောတာအောင်မခိုးရလဲနေကြတယ်ဒါစင်းစင်းကဥပဒေရကျွန်တော်ထိချာဖတ်ကြည့်ပါနော်2023 2023ဘန်ဥပဒေမှာအခန်းကြီးဘယ်လောက်မှရှိမှာဆိုတော့အခန်းပေါင်း6အခန်း6ခုနဲ့လာမျိုးဖွဲ့ပြီးထားပါတယ်အဲ့ဒီမှာဘန်ဥက္ကဋ္ဌရဲ့စီမံကိုယ်ကံမှုသူ့ရဲ့ဩဇာပဲရှိရပါမယ်အဲ့တော့ဘန်ဥက္ကဋ္ဌတွေကိုနိုင်ငံတကာမှာလည်းဒါမျိုးပဲဒါမျိုးပဲခန့်အပ်ပါတယ်ဘန်ဥက္ကဋ္ဌကိုခန့်ပြောရှင်မြန်မာနိုင်ငံအနေနဲ့တမရကနေပြီးတော့ဘန်ဥက္ကဋ္ဌကိုအဲဘယ်လိုခေါ်မလဲဆိုရှင် ထုတ်ချလို့ရတယ်နိုင်ငံခြားမှာသူ့နိုင်ငံတွေမှာတော့ဘန်ဥက္ကဋ္ဌဘလောက်ထိဩဇာဘန်ကာဗွန်ဘန်ကာကြီးကဘလောက်ထိဩဇာကြီးလဲမကြီးလဲဆိုလို့ရှင်အစိုးရကတော့ထုတ်ချလို့ရအောင်အရင်ကြီးဂရုံးတော့ကနိုင်လာပြီးဥပဒေကြီးချိုးဖောက်ပြီးဆိုတော့မှတာလေဒီဘန်ဥက္ကဋ္ဌထုတ်ချလို့ရအောင်ဘန်ဥက္ကဋ္ဌကဘာကြောင့်မလို့နိုင်ငံတွေမှာတီးချပေါ့ဒီချဩဇာအာဏာတက္ကမရှိတဲ့သူတယောက်ဖြစ်သတ်မှတ်တယ်ဆိုလို့ရှင်နိုင်ငံတကာငွေကြီးစီးစင်းမှုတွေမှာနော်ယုံကြည်မှုရှိဖို့အဲ့ဒါကြောင့်မလို့လည်းလက်ခံလို့မရအောင်သမနာကဘန်ဥက္ကဋ္ဌကိုခန့်အပ်လို့ဆိုလို့ရှင်ဘန်ဥက္ကဋ္ဌကသူကခန့်လိုက်တယ်ခန့်ပြီးလို့ရှိရင်မရသေးဘူးဒီအောင်စုလွတ်တော့လွတ်တော့နှစ်ရက်စလုံးကနေပြီးတော့အတီးပြုတ်ပေးရတယ်အတီးပြုတ်ပေးမိမှသာလေသူဟာတရားဝင်ဖြစ်တယ်အဲ့တော့အရန်ကိုခိုင်မာတဲ့အရန်ကိုခိုင်မာတဲ့ position ကြီးတစ်ခုဖြစ်တယ်ပေါ့နော် ရက်ကောက်ပွဲပြီးရင်ထုတ်မယ်ကွာအဲ့တော့မြန်မာနိုင်ငံရဲ့အခုပေါ့နော်အဲနိုင်ငံရေးခြေအနေတွေကိုအမေရိကန်အနေနဲ့ဘယ်လိုသဘောထားလဲဆိုတဲ့ပုံမှာမူတည်ပါတယ်ဥပမာပြရက်ကောက်ပွဲပြီးသွားလို့ရှိရင်ဒီ1ဘီလီယံပြန်ရနိုင်ကြလားဒါလည်းကျွန်တော်ထပ်စဉ်းစားရမယ်ထပ်စဉ်းစားတဲ့အခါမှာဘယ်နေရာမှာသွားပြီးအဓိကအသက်သွားဖြစ်နေတယ်ဆိုတဲ့အခါကျတော့အခုကုမင်းအွန်လိုင်းပေါ့နော်အာနာယူထားတာဟာတရားဝင်သလားမဝင်သလားဆိုတဲ့ပုံမှာအများကြီးအများကြီးစကားပြောပါတယ်အဲ့ဒီဒါဒီဆုံးချက်ချက်ကဥမင်းအွန်လိုင်းရဲ့လောက်ရက်ကတရားဝင်နေဆိုပြီးတော့အမေရိကန်အစိုးရအနေနဲ့ရှုတ်နေလို့ရှိရင်ဒီငွေကြေးကိုဥမင်းအွန်လိုင်းထုတ်လို့ရအောင် အဲ့လိုမှမဟုတ်ဘဲဒီ NUG ပေါ့ NUG ကသူ့ကိုသူတရားမယ်လို့ပြောထားတာရှိတယ်အဲ့တော့သူသာတရားမယ်လို့ပြောလို့ရှိနေငွေငွေကြေးကို NUG ကထုတ်လို့ရမယ်အဲ့အဲ့လိုတိုင်းကြတာရှိတယ်အဲ့တော့ကျွန်တော်တုံးသက်ကြည့်တာတော့နှစ်ဖက်စလုံးဘယ်သူမှတော့ရမှာမဟုတ်ဘူးဗျဘာကြောင့်လဲဆိုတော့ဦးမင်းအောင်လာရဲ့ဒီအာနာထိမှုကိုလည်းအမေရိကန်ရဲ့ရှုမြင်မှုကလုံးဝတရားမဝင်သောအာနာထိမှုပေါ့သူကအာနာသိမ့်တယ်လို့သတ်မှတ်တာပဲနော်အဲ့ကြောင့်မလို့ထုတ်ရမရဆိုတာဆရာကပြောတယ်လို့ပေါ့တော့သူအဖမ်းခံရတာကနိုင်ချင်းလို့အများထင်နေကြတာကိုမောင်တိတော့ပြောပြစေချင်ပါတယ်ချွတ်ချွတ်လေးနဲ့ ဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြောင်းအရာခုနဲ့ထပ်ပြောပါမယ်နော်အခုလောလောဆယ်ကျွန်တော်ဒီဘန်ကိစ္စလေးကိုရှင်းပြပေးတော့ငန်းစုကြည့်ပုံမှာအမြင်လွဲနေရလေးပေါ့နော်လောဆယ်ကဘာဘာမှတော့မှဥပဒေအကြောင်းရပေါ့လေနော်ဥပဒေအကြောင်းဘာဘာမှသူနဲ့ပတ်သက်ဆက်သက်လို့တော့မရအောင်ဥပဒေကလည်းသူထုတ်တဲ့ဥပဒေမဟုတ်ဘူးဥသိမ်းသိမ်းထုတ်တဲ့ဥပဒေနော်အဲ့တော့ဥပဒေမြင့်ထုတ်တဲ့ဥပဒေလည်းမဟုတ်ဘူးတန်ခိုင်ရေးအစိုးရပေါ့နော်တန်ခိုင်ရေးအစိုးရရဲ့နိုင်ငံရေးအဲဘယ်ကမှတိဆောင်းတဲ့အပိုင်းမှာပါသွားပါတော့ပါလေတန်ခိုင်ရေးအစိုးရအနေနဲ့ကချီးကျူးရမှာလေအများကြီးရှိတယ်နိုင်ငံကိုခင့်မိအောင်ရောင်စန်းစုကြည်အစိုးရအနေနဲ့တန်ခိုင်ရေးအစိုးရအနေနဲ့ကျွန်တော်ဒီကိစ္စအမှန်ပြောတာပြောတာပဲပေါ့နော်ရောင်စန်းစုကြည်အစိုးရအနေနဲ့အဲတန်ခိုင်ရေးအစိုးရဘယ်အစိုးရကိုတော်တယ်လဲပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်စပြီးပြောရအောင် ကျန်တဲ့အစိုးရကအဲလုံလီလုံဟန်နေသူတို့ကဒီနိုင်ငံသူတို့လက်ရပဲလေဟိုဝီနေကလည်းဒီပုံစံပဲဆိုတော့သူတို့ပဲကင်ခဲ့တာဆိုတော့သူတို့ပြန်ပြီးအာနာရလာတယ်အာနာရလာပြီမသူတို့လုံတိုင်းအလုံးဟာနိုင်ငံကိုအများကြီးအများကြီးရှေ့ရောက်သွားစေတကယ်တော့တော့ပါလေချက်ကင်အစိုးရနော်အဲ့မဲ့ကျွန်တော်ကဒီနေရာမှာဘာတစ်ခုကိုကျွန်တော်ဝေမယ်လို့ဆိုတဲ့ခါကြတော့ကျွန်တော်မနက်ထောင်တစ်ဆယ်ပေါ့မတိုင်ခင်နော်နောက်ထောင်တစ်ဆယ်နောက်တစ်ဆယ်မတိုင်ခင်မတိုင်ခင်မှာကျွန်တော်ဆက်ချုပ်နေနေခဲ့ရတယ်နေခဲ့တဲ့အခါမှာဖုန်းလိုင်းစင်နဲ့ပိတ်ထားတယ်ဘားလိုင်းစင်နဲ့ပိတ်ထားတယ်အဲ့ပိတ်ထားတဲ့အခါမှာဈေးတွေတရားကြီးကြီးမားမားပြီးတော့နေတာပေါက်ထီးလင်းနဲ့မြိုင်မြို့နယ်ရှိကြီးရွာများကိုစစ်တပ်ကလေရင်စက်တက်လေးထီးဖြင့်ဘုံကျဲတိုက်ခိုက် မကွေးတိုင်းပေါင်းမြို့နယ်ထီလင်းမြို့နယ်နဲ့မြိုင်မြို့နယ်ရှိကျေးရွာများကအကြမ်းဖက်စစ်တပ်ကလေရင်စစ်တပ်လေထီတို့ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေတာတွင်သတင်းရင်းမြစ်များဤထုတ်ပြန်ချက်နှင့်ဒေတာပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ယနေ့အောက်တိုဘာလ17ရက်နေ့နနက်အစောပိုင်း9:54မိနစ်ခန့်မှစတင်ပြီးထီလင်းမြို့နယ်နှင့်ပေါင်းမြို့နယ်အဆက်ရှိပုံတောင်တောင်ကျောကို အကြမ်းဖက်စစ်တပ်၏တရားဥပဒေတမတက်လာသောချက်ဖိုက်တာတစ်စီးကပေါင်း250ဘုံ၃လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးဘဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရသည် အလားတူမြိုင်မြို့နယ်အနောက်ချမ်းရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်၏ပခုတ်ကူမျိုးတမတရတမတက်လာသောစစ်တပ်လေထီကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည် နေ့အောက်တိုဘာလ17ရက်နေ့နနက်9:55မိနစ်ခန့်မှစတင်ပြီးမြိုင်မြို့နယ်အနောက်ချမ်းရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်၏စစ်တပ်လေထီကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားကြောင်းသိရသည်အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိတော့လဲကြေးရွာနေပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည် မြန်မြို့နယ်နဲ့ပေါင်မြို့နယ်တွေကရွာတွေကစစ်ခွေးတွေကလေရင်ဆက်တက်လေထီးတွေနဲ့ကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာပြည်သူတွေလည်းဘေးလွတ်ရာကိုရှောင်နေရတယ်ဟုဒေတာပြည်သူတဦးကပြောဆိုသည်။နောက်ရှိအခြေခံဥပဒေနဲ့အုတ်ထုတ်တဲ့အခါမှာတော့သူတို့အုတ်ထုတ်ချင်တဲ့အုတ်ထုတ်လို့မရအောင်နောက်ရှိအခြေခံဥပဒေဒီလိုပဲအုတ်ထုတ်တာမှန်တယ်ဒါပေမဲ့မူးမတူတော့ဘူးအကြီးဆိုတဲ့အတွက်ကြောင့်မလို့ဥပဒေချောင်းကပေးဖို့ပေးရတယ်ပေးတဲ့အခါမှာတော့ခင်ဗျားတို့ဖုန်းနေအဆင်ပြေသွားတယ်ကားတွေဈေးတက်တာသွားတယ်နော်လူခွင့်ကြီးတွေအများကြီးရသွားတယ်အားလုံးလည်းပျော်ရွှင်သွားတယ်နော်အဲ့တော့ ဒီကလူဟာအရေးမကြီးဘူးမူဟာအရေးကြီးတယ်မူတွေဥပဒေတွေအရေးကြီးတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကမှတစ်ခုပဲပြန်လိုက်ပါသေးတယ်သူတို့ပိတ်ထားတာသူတို့ပြန်ဖွင့်ပေးတာလေဒါဟာကျေးဇူးတင်နေအောင်မှလာဆိုတဲ့စကားလေးကိုကျွန်တော်ဗီဒီယိုတော်လေးနဲ့ပြောရရှိပါလိမ့်မယ်ဟုတ်ပြီကျွန်တော်တို့ကဒေါန်ဆန်းစစ်ကြီးအစိုးရရဲ့အဲဘောမက်ဆိုရှင်အရေးချင်းကိုကျွန်တော်ကြည်ကြဆိုဒေါန်ဆန်းစစ်ကြီးအစိုးရရဲ့အရေးချင်းကြတော့ဒေါန်ဆန်းစစ်ကြီးကပြည်တွင်းအပြစ်ထောက်ခံမှုတအားအောင်များတယ်အဲဒါသူ့ကိုကျွန်တော်တို့ကသိရမှာဖြစ်တယ်နော်အဲထို့သူတိပအပြစ်ထောက်ခံမှုတအားအောင်များတယ်သူ့လက်ထက်မှာတန်နေတမန်နေနေအများကြီးဖွင့်တာကဘာကဘယ်တော့မှတကားမဖွင့်ဘူးတဲ့ဘယ်တော့မှမပေးဘူးတဲ့အကျိုးစီးပွားတွေခံစားခွင့်လည်းမပေးဘူးအဲဒါကသိမှန်တယ်တန်နေတမန်ကဟုတ်ပြီဒါမဲ့လည်း ဦးသိန်းစိန်အစိုးရနဲ့တန်ခိုင်အစိုးရကျွန်တော်တို့ကျွန်တော်တို့ထောက်ပြတဲ့ခါမှာသူတို့ပိတ်ထားတာကိုသူတို့ပြန်ခွင်လာအာဖြစ်လို့များသူကရန်ကြီးပေါ့နော်ဟိုစင်းလုံးကြောကြီးလိုယူဆနေရမှာလဲတို့ကျွန်တော်တုံးတရသူတို့ပဲငေါအောင်ဆန်းစုကြည်ဒီလေအဲဝေဖန်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတန်ငင်းတမန်ငင်းနေဆိုတော့သူ့ကြောင့်ပဲပိတ်ခံတာလို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်သူကိုယ်တိုင်းနဲ့တောင်းဆိုလာတာရှိတယ်စီပွားရေးလာမလုပ်ပါနဲ့ပေါ့နော်မြန်မာနိုင်ငံကိုအရေးယူပေးပါ။ကောင်ဆန်းစုကြည်နဲ့သူနဲ့ပရိုဂရမ်ဆိုတော့သူ့မဟာမိတ်တွေအားလုံးကလည်းအများအားမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ပေးပါ။ ဆိုတော့အများနဲ့တောင်းဆိုနေတဲ့အတွက်ကြောင့်မလို့နိုင်ငံတကာကဘယ်သူမှလည်းလာမလဲမြန်မာနိုင်ငံတကာပိတ်ခံထားရတဲ့အဆင့်ဖြစ်နေတယ်။ဦးသိန်းစိန်ကြီးစူးစမ်းတဲ့ကြောင့်မြန်မာနိုင်ငံကအတိုင်းအတာတစ်ခုတကာဖွင့်လာတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကသူပိတ်ထားတဲ့တန်ငင်းတမန်ငင်းကိုသူပိတ်ထားတဲ့စီးပွားရေးကိုသူကိုယ်တိုင်ပြန်ဖွင့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူလက်ထက်မှာကျွန်တော်တန်ငင်းတမန်ငင်းတွေအရန်တိုးတက်လာတာမှန်နေမဲ့ကျွန်တော်ကသူ့ကိုလည်းစဉ်လုံးချက်လို့ကျွန်တော်ကသတ်မှတ်လို့မရဘူး။ဘာကြောင့်လဲ။ဒီတန်ငင်းတမန်ငင်းတွေကသူကိုယ်တိုင်ပိတ်ထားတာ။ဒီစီးပွားရေးတွေကလည်းသူကိုယ်တိုင်ပဲပိတ်ဖို့တောင်းဆိုလာတာဖြစ်တယ်။အဲ့တော့သူပိတ်ထားတဲ့စီးပွားရေးကိုသူပြန်ဖွင့်လာဖြစ်တယ်။အဲ့တော့ကြောင့်မလို့ဒေါအောင်ဆန်းစုကြည်စိုးရအောင်အနီရောအစိရောကတနည်းအားဖြင့် အဲဘယ်လိုခေါ်မလဲဆိုတော့တော်တဲ့နေရာမှာလည်းတော်ကြသလိုအဲဝေဖန်မဲ့ဟိဆိုလို့ရှိရင်နှစ်ဖက်စလုံးမှာဝေဖန်စရာအကြောင်းတွေရှိနေပါတယ်အဲ့တော့ဘာလဲဖြစ်ဖြစ်အနီးပဲတက်တက်အစိမ့်နဲ့တက်တက်တို့အားလုံးပြရမှာကဘာလဲဆိုလို့ရှိရင်ဒီလူတွေလည်းပြန်တက်ပါစေရောဒါနဲ့အုပ်ချုပ်မဲ့ဥပဒေ system တွေနဲ့နော်ဥပဒေရေးရတယ်ကဒီလူတွေမဟုတ်ဒီတိုင်းမဟုတ်ဘူးဆိုတော့သိစေချင်တယ်အဲ့တော့ထားပါတော့ဗျဥမင်း online နဲ့အခုအကြံခံရေးနော်အခုဘုတ်ချုပ်တွေဘုတ်ချုပ်တွေချက်ခံပြီးတော့ခုံစင်းလာတော့အားလုံးတွေ့ကြလိမ့်မယ်လို့ပါတော့လည်းပဲလူတွေကဒီလူပဲမှန်တယ်ဒါနဲ့အုပ်ချုပ်ရတဲ့ဥပဒေမတူတဲ့အတွက်ကြောင့်မလို့ဥတိန်စင်ကအရင်ကစစ်သားဖြစ်မှာပိတ်ခဲ့နေမယ်သူဟာရတားဆွေးရဖြစ်တဲ့ခါမှာတော့အားလုံးကိုဒီမိုကရေစီနဲ့အုပ်ချုပ်ရတယ်လို့ပဲအခုစစ်ကောင်းဆောင်နေပေါ့အဲ့တော့အခု စက်ကရဲ့ဥဆောင်မှုနဲ့တူအနာထုံးတဲ့အချိန်မှာတို့အုပ်ချုပ်ရပုံနဲ့တမျိုးဖြစ်နေပြီးဒီရေကောက်ပဲပြီးတော့လို့ရှိရင်အုပ်ချုပ်ရပုံနဲ့ဖြစ်နေတာဖြစ်တာ။အဲဒါကျွန်တော်ကစက်ကစက်မှာကျွန်တော်တို့တို့ချုပ်ကြတဲ့အခါတို့ဒီစိတ်ဆဲပါလေ။ကျေးဇူးတင်နေကြမှာလို့တို့။ဘောင်ဆန်းစုကြည်ကလည်းကျေးဇူးတင်ရလောက်အောင်တန်ကြီးတမန်ကင်းမှာကျေးဇူးရှိရမှာမဟုတ်ကြ။ကိုယ်လည်းပြောရင်သူကိုယ်တိုင်နဲ့ Facebook ကိုတောင်းဆိုခဲ့တာတောင်းဆိုခဲ့တာလေးကိုသူကလည်းကြံဖိတ်ပေးတာဖြစ်တယ်။ဦးသိန်းစိန်ကလည်းသူကိုယ်တိုင်ပိတ်ခဲ့ရအောင်သူကလည်းကြံဖိတ်ပေးခဲ့တာဖြစ်တယ်။အဲ့တော့အမီဘက်ကကြီးလည်းကြည့်မယ်လို့အစိမ့်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော်လိုက်နားထောင်တာကောင်းတယ်။အဲ့ကျွန်တော်လိုက်နားထောင်မယ်ဆိုလို့ရှိရင်တော့တိတိကျကျနိုင်ငံရေးနားလေအချိန်မှနားထောင်ပါလို့ပြောချင်တယ်နော်။ ဒါဒီရေတော့ပြပြသားလို့ရှိရင်ခင်ဗျားတို့ဥသိမ်းစိန်လက်ထက်ကအခြေခံဥပဒေတော့စစ်တီလက်ထက်ကအခြေခံဥပဒေဖြစ်တဲ့အကြောင်းမလို့ခင်ဗျားတို့ရခဲ့တဲ့ခွင့်ရေးကိုအပြူရင်မပြတ်ပြရမှာဖြစ်တယ်နော်ဒါပေမဲ့လူကတော့တောင်းရင်ခံလို့မရဘူးလူကတော့တော်စုတီမှတော့မရှိဘူးဒါပေမဲ့ဘယ်သူပဲတက်တက်ပါဥသိမ်းစိန်တောင်းရတယ်ကျွန်တော်ပြောနေမလားဥသိမ်းစိန်ကငါပေးချင်လို့ငါပေးလို့ပေးတာပါဆိုလို့ရှိရင်နံပါတ်ပေးချင်လိုက်ကျွန်တော်ရှင်းမယ်နော်အေးပေးမပေးပြပြသူခွင့်ရကျွန်တော်ပေးလို့ပေးရမှာတော်စုတီကတက်လာပြီးတော့ဟဲ့ငါလည်းပေးတာလားလေးဆိုလို့ရှိရင်နံပါတ်ပေးချင်လိုက်ကျွန်တော်ရှင်းပါမယ်နော်ချင်းကဥရရခင်ဗျားတို့နဲ့အစိုးရဒီလက်မှတ်ထိုးထားပြီးသားစာချုပ်ဖြစ်တယ်ဆိုတာသိဖို့လိုတယ်ခင်ဗျားတို့မှာခင်ဗျားတို့အခွင့်အရေးရှိတယ်နော်ဥပမာဖြစ်ကျွန်တော်အာကျွန်တော်ရဲ့ Facebook account ပေါ့ Facebook account ဖိတ်ခံရရပြီဖိတ်ခံလိုက်တဲ့အခါမှာ ော်ဒီနေ့နောက်ဆုံးဒီနေ့တိလိုက်ရတယ်ကျွန်တော်အကောင့်ကိုတဲ့နော်ဘာမှမဆိုတော့ပိတ်ဆိုလဲပိတ်လိုက်ပါပြီပိတ်လိုက်ပြီဆိုတော့ကြောင်းကြီးနေမယ်လားဥပဒေကြီးဆိုတဲ့နိုင်ငံလေဗျာအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်မှာကျွန်တော်ဘက်ကရက်တည်ပေးမယ်ဥရောပကဒီဥပဒေအဖွဲ့အစည်းကြီးတွေကိုသွားပြီးတော့ကျွန်တော်နေနဲ့တိုင်လိုက်တယ်တိုင်လိုက်တာမှသူကလက်ခံလိုက်ပြီလက်ခံပြီးဆိုတော့ကျွန်တော်ကျွန်တော်အကိုစားသူကတိုက်ပွဲဝင်ပေးလိုက်မယ်ဆိုလိုချင်တာက Facebook သုံးပြီဆိုတော့ကကိုကလည်းလက်မှတ်ထိုးတာသူကလည်းလက်မှတ်ထိုးတာဖြစ်တယ်အဲ့တော့ညောင်ဘယ်သူ့ကိုဘယ်သူ့မှမတရားလုပ်လို့မရဘူးဘာသူစိုးရလဲကျွန်တော်ခြေလက်ဥပဒေကကြီးစိုးရဖြစ်တယ်အဲကျွန်တော်ဆက်ကြည့်ရတော့ကျွန်တော်ပြရှိစကားတွေပြောပြမယ်ဒီဒေါ်လာအတိုင်းနဲ့တိုင်ရမယ်လို့အဲ့ဒီနဲ့ဘာမှပြောရတာမသိဘူးလေ လူတော့ပြန်ရဖို့မရှိဘူးနော်အဲလူတော့ပြန်ရဖို့မလိုအရင်တော့ကလူပြန်ရဖို့မလိုဘူးဒါပေမဲ့တော့ခင်ဗျားတို့ကအုတ်ချက်ကမှာကလည်းဒီလွတ်တော့ဒီတည်သူနော်ပြောရရှင်ဒီဒီစနစ်ဒီစတိုင်းမှာသွားမှာခင်ဗျားတို့ရလာတဲ့အခွင့်အရေးဒီခွင့်အရေးတိုင်းပဲခင်ဗျားတို့ပူပေါင်းဆောင်ရွက်မှုတည်နေပလောင်ငင်းရတဲ့ဆိုပါမှုဒီလိုခင်ဗျားတို့ပြန်ရမှာဖြစ်အဲ့တော့ပြောရပါမယ်ဒီဥပဒေနဲ့အုတ်ချက်ရလာတော့ပြို့လို့လေအခုအားဒီစစ်တပ်ကဒီကောင်းဆောင်တွေအုတ်ချက်မှာသွားဆိုမယ်ခေါင်းဆောင်တွေအုတ်ချက်ကမှန်တယ်အုတ်ချက်ရတဲ့စနစ်ပုံစံမတူဘူးခုတိုင်းနေပေးလို့ပေးတာမဟုတ်ဘူးခြေကောင်းဥပဒေပေးခိုင်းလို့ပေးတာတော့စုကြည့်ပေးလို့ပေးတာမဟုတ်ခြေကောင်းဥပဒေပေးတာအဲထွတ်တူပဲ ဥမေအောင်လိုက်မပေးခြင်းလည်းပေးရမှာပေးခြင်းလည်းပေးရမှာအချိန်ကဥတွေရပေးရမှာအဲ့တော့ကျွန်တော်တို့ကအချိန်ကဥတွေကိုလက်မျိုးမထိုးဘဲနဲ့အခုကျွန်တော်ဥတန်းဒေါအောင်ဆက်စီလက်ထက်ကမဲဆယ်သွားတဲ့ဒီရုပ်ရှင်ဥပညာရှင်တွေအုံနောက်ကိုပဲသူတို့ကိုပဲကျွန်တော်လည်းအပြစ်တင်နေတာဘာကြောင့်လဲဆိုတော့လူတွေကိုဥပဒေကြီးဆုံးမှုဥပဒေရဲ့ပုံစံ system တစ်ခုရဲ့အလုပ်လုပ်ပုံကိုအသွားပဲနဲ့လူလူချင်းမုန်းတီးမှုပုံမှာအဓိကထားတဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံရေးပေါ့နိုင်ငံရေးရိုက်နေတဲ့ဘယ်လိုခေါ်မလဲမဲဆယ်ကားတွေရိုက်နေတယ်ဒီရုပ်ရှင်သရုပ်ဆောင်တွေဒီလူတွေပေါ်မှာအများကြီးတာဝန်ရှိတယ်သိလားအဲဘယ်လိုခေါ်မလဲဆိုတော့ချင်းချင်းသွေးကွဲကုန်နေဥပဒေကြီးဆုံးမှုတစ်လုံးမှမပါဘူးအဲသူတို့စိတ်ကဘာလို့ငါတို့လုပ်ခဲ့တာလေအခုဒါမျိုးလုပ်ခဲ့တာလေဆိုတာပဲလာနေတာ တော့ဥပဒေရှိဥပဒေနဲ့ပြည်သူ့အမှအစိုးရပြန်ကင်လို့ရပြန်တိုင်လို့ရတယ်ဒါဟာအချိန်ကဥပဒေနဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်နေပြီဒါကိုအဓိကစောင်းမပေးမဲနဲ့စိမ့်မုံဒီရင်ဖြစ်ပါလားကြံကြံရင်မုံဒီရင်အဲ့လိုမျိုးတွေဖြစ်ကြတယ်နိုင်ငံကဘလို့မှဒီလိုမျိုးနိုင်ငံရင်းနားမလဲတဲ့ဒီရုပ်ရှင်သတင်းအမှုပညာတွေရဲ့မဲဆွယ်မှုကြောင့်တစ်ပတ်တစ်ပတ်မဲဆွယ်မှုကြောင့်ပေါ့နော်တစ်ပတ်စောင်းနေနေဖြစ်ကုန်တာပြည်သူလူထုကလည်းနိုင်ငံကြီးကလည်းအပါပဲအခုဆိုတော့ကျင်တောင်းဆန်းစုကြည်ကိစ္စဆိုလဲခင်ဗျားတို့ဒီတော်စုကြီးကခိုးတယ်လို့တော်စုကြီးကလုပ်တယ်လို့ဒီဦးစိမ်းဦးသိမ်းစိန်လက်ထက်ကိုကျွန်တော်တို့အခြေလိုက်ရမယ်ဆိုတော့ကျွန်တော်ရအောင်မသိဘူးအခုပို့ပြီးအောင်စုနေအခုဒီကိစ္စကဟုတ်နေကြောကြောနဲ့အလိမ်ညာတွေဖြစ်နေတယ်နော်အသက်80ကျော်ဘွားကြီးကိုပြန်လှုပ်ပေးဖို့ရောရှိသလားတဲ့ ဒီပေါ့အာသူ့ကိုပြန်လွတ်ပေးဖို့ပြန်လွတ်ပေးဖို့ဆိုတာဒီပေါ့အခုလက်ရှိယာယီသမရကြီးဦးမင်းအောင်လာဦးမင်းအောင်လာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်ပါမယ်နော်သူ့ရဲ့စိတ်စေတနာသူ့ရဲ့နိုင်ငံရေးစိတ်စေတနာပေါ့နိုင်ငံရေးစိတ်စေတနာမှအများကြီးမူတည်ပါလေသူနိုင်ငံရေးအားဖြင့်ဘယ်လောက်ထိစေတနာထားလဲဆိုတဲ့ပုံမှန်မူတည်တယ်။ဘာကြောင့်လဲဆိုတော့ဒေါန်ဆန်းစစ်ကြီးခဏလုံးမုံလို့ရတယ်ဒေါန်ဆန်းစစ်ကြီးခဏလုံးကြိုက်လို့ဆက်ဆွဲလို့ရတယ်ဒါပေမဲ့ဒေါန်ဆန်းစစ်ကြီးကိုအားပေးထောက်ခံနေတော့ပြည်သူတွေရဲ့စံတော်ကိုတော့ခင်ဗျားတို့လေးစားသလိုရှိရလိမ့်မယ်။ပုပ်ကိုမုံလို့ရတယ်ဒါပေမဲ့သူ့အားပေးထောက်ခံနေပြည်သူမင်းကြီးကဒေါန်ဆန်းစစ်ကြီးကိုဘယ်လောက်ထိထောက်ခံကြလဲဆိုတော့အားလုံးသိလိမ့်မယ်။ဒါဟာနိုင်ငံရေးရဲ့ရွေးတခုကိုသွားဖို့အင်အားစုတစုပဲ။အဲ့ဒါကိုသိဖို့လိုတယ် ခြေခံဥပဒေကိုလည်းအုပ်ချုပ်သူကရောတဲ့လိုက်နာနိုင်ပါမလားကျွန်တော်ရေးတဲ့လိုက်မနာမှာကိုပဲစိုးရိမ်မိတယ်တဲ့ခြေခံဥပဒေကိုအုပ်ချုပ်သူကလိုက်နာမလားဆိုတဲ့ခါကြတော့အခုလွတ်တော်တွေကိုဝင်သွားမှာပါတီပေါင်းဆောင်ဖြစ်တယ်နော်အဲ့တော့ဒီပါတီအားလုံးကခြေခံဥပဒေနဲ့သွားမှာခြေခံဥပဒေကိုမလိုက်နာဘူးဖြစ်ဆိုလို့ရှိရင်ခင်ဗျားတို့မှခြေခံဥပဒေရပေးထားသောအခွင့်အရေးရှိတယ်အဲ့ဒီခွင့်ရခင်ဗျားတို့လမ်းပေါ်ထွက်လို့ရဆန္ဒပြလို့ရတယ်အခုတော့သွားမလို့တော့အခုလည်းနိုင်ငံနဲ့ပိတ်ထားခံရတယ်နော်ကျွန်တော်ဥပဒေမှာမလုပ်နဲ့ဒီတော့ပြီးတော့လို့ရှိရင်ကျွန်တော်စနစ်တကျတော့ကျွန်တော်စနစ်ပြပြရတယ်နောက်ဆုံးလေးပေါ့ဗျာနော်သူတို့ကလည်း အခြေခံဥပဒေတော်မှာလိုက်တာလို့ဆိုလို့ရှိရင်ခင်ဗျားတို့တော်လန်နေတာလက်နက်ကင်တွေအုပ်စုနဲ့ရှိတာဒီလိုနဲ့ညင်ခံနေမှာမဟုတ်ဘူးလေနော်အားလုံးလည်းစောင့်ကြည့်နေအကယ်၍သာတက်လာတဲ့အစိုးရအခြေခံဥပဒေလည်းလိုက်နာတယ်ပြည်သူပေါ်မှာလည်းညံတာတယ်ဟုတ်လားပြီးတော့လို့ရှိရင်နိုင်ငံရေးအခြေတွေတုတ်တက်မှုတွေဆောင်ရွက်နေတယ်ညင်ညံရေးအခြေတွေတုတ်ဆောင်ရွက်နေဆိုတော့ဒီလက်နက်ကင်တွေလည်းကြည့်နေမှာမဟုတ်ဘူးလက်ကားနေမှာမဟုတ်ဘူးသူတို့လက်ဝင်တိုက်မှာပဲနော်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာတော့မလိုက်နာအခြေခံဥပဒေကြီးကိုစောင့်ထိမှာဆိုကြမ်းကျင်ရတယ်မှတ်ထားပါကျွန်တော်လွတ်တော်လည်းဝင်မဲ့လွတ်တော်ကိုယ်စားလှယ်လွတ်တော်ကိုယ်စားလှယ်ဟာကြမ်းကျင်ရကြမ်းကျင်ပြီးမှသာလွတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးပုံမှန်60နှစ်ပေါ့ဗျာနော်မြန်မာနိုင်ငံမှာအခုအာနာထိန်းထားတယ်လို့အာနာသိမ်းထားတယ်လို့ဒါအငင်းပွားမှုရှိနေတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအချိန်ကအခုလေပုံမှန်60နှစ်အရာ နိုင်ငံတော်သမားနဲ့လူသမားများဒီညီဒီလွတ်တော်ကိုယ်စားလှယ်မှဖြစ်စေရဆိုတဲ့ဟမ်အဲဒီဒီပုံမှန်တစ်ခုကအခုအာနာထိမ့်မှုကတရားဝင်သလားဦးမင်းအွန်လိုင်းနဲ့ဒီသူ့ရဲ့ကသူ့ရဲ့ကာလုံကတရားဝင်သလားမဝင်သလားဆိုတာဟာဆုံးဖြတ်ပြီးသွားမှာဖြစ်တယ်ပုံမှန်62ကအဲ့တော့ဒီပုံမှန်62အရာဆိုရှင်ဒါအချိန်အောင်မြောက်တည်နေရမှာဆိုကျင်တာကကျွန်တော်ဗတ်လိုက်ပြီးပြောနေရမှာမဟုတ်ဘူးတီးသူတွေနိုင်ငံရေးဘာဝဖို့လို့တယ်အဲ့တော့ဒီအချိန်ကဥပဒေရလွတ်တော်ကိုယ်စားလှယ်တိုင်းဒီဘာလို့ရလဲဆိုရှင်ကြမ်းချိန်ရတယ်ကြမ်းချိန်ပြီးမှသာလေလွတ်တော်ကိုယ်စားလှယ်အထမြောက်တယ်အဲ့တော့ဥင်းမြစ်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်လို့ နော်တမနာယာတူကပြုတ်ပါတယ်ဆိုပြီးတော့ဥမင်းအွန်လိုင်းကသူ့ရဲ့ရန်ကိုကျွမ်းကျင်တဲ့ဥပဒေနဲ့ကြည့်လိုက်တယ်။အကြည့်လိုက်တဲ့အခါမှာတော့ဟုတ်တယ်ဦးဝင်းမြစ်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဖြစ်သွားတဲ့ကြောင့်မလို့တမနာယာတူကအော်တိုတုံးလို့ပြုတ်ကြပါတယ်ပြုတ်ကြတဲ့အခါမှာသူ့နေရာကိုဦးမြစ်စေကစက်ခံတယ်ဦးမြစ်စေကစက်ခံပြီးတော့အဲဘယ်လိုမှဆိုလို့ရှိရင်နိုင်ငံတော်အရေးပေါ်ချင်းနေချင်ညာပြီးတော့တာလုံးခေါ်လိုက်တယ်အဲ့တော့ပုံမှန်60နှစ်ရဦးဝင်းမြစ်ကတော့တကယ်ပဲလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီလားအဲအဲ့ဒါကြီးကျွန်တော်မေးရမယ်ဒီတခါဦးဝင်းမြစ်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားလားလွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ဆိုရှင်အချမ်းချိန်ပြီးမှသားလည်းအထမြောက်တယ်ခန့်တိတ်စီနဲ့ဆိုတာဘယ်လိုမှမဆိုတော့လွတ်တော်ကိုယ်စားလှယ်လောင်းနဲ့ လွတ်တော်ကိုယ်စားလှယ်ကွဲလွဲမှုဒီညမှာကျွန်တော်ဥဝင်းမြစ်ဘက်ကလည်းပြန်ပြီးငင်းခုန်ခံတဲ့အတိုင်းအတာတွေရှိတယ်။အဲ့တော့ဥဝင်းမြစ်ဒီလွတ်တော်ကိုယ်စားလှယ်စစ်ပြီးဖြစ်သွားပြီလားလွတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ဆိုရင်ကြမ်းကြင်ရတယ်သူ့ရဲ့ office ပေါ့ကျွန်တော်သူ့ရဲ့ဒီရုံးဝန်ဌာနကိုသူမယူသေးဘူးသူ့ရဲ့ကာလပတ်လုံးသူ့ကိုကျွန်တော်တို့က candidacy ဖြစ်တတ်မှတ်တယ် candidacy ဆိုတာကျွန်တော်တို့ကဟိုကိုယ်စားလှယ်လောင်းဖြစ်တတ်မှတ်တယ်ဒီကိုယ်စားလှယ်လောင်းကလွတ်တော်ကိုယ်စားလှယ်ဒီညမှာကျွန်တော်တို့ကပြန်ပြီးတော့ဟိုနောက်ရှိချိန်ကဥလီကိုပြင်မယ်ဒီပုံမှန်60နဲ့အားဖြင့်ပြင်မယ်ဆိုတဲ့အတိုင်းအတာတွေကျွန်တော်တို့တွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်မို့ဒါမျိုးနောက်တစ်ခါမပြန်ဘူးလို့လုပ်မလဲအဲ့ဒါရရေးကြည့်တာတော့လွတ်တော်ကိုယ်စားလှယ်ဒီကြမ်းချိန်ရတယ်ကြမ်းချိန်ပြီးတော့မှလည်းတင်ရင်ပြောချင်းသူ့ရဲ့ရုံးကိုသူကထိုင်းပြီလားရုံးထိုင်းပြီဆိုလို့ရှိရင်သူကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီ တော့ကိုယ်တည်းဖြစ်သွားရင်တော့အော်တိုပြတ်ပါတယ်အဲ့တော့သူကကြမ်းလည်းမချိန်ရသေးဘူးနော်လုံးလည်းမထိုင်ရသေးဘူးဆိုလို့ရှိရင်သူကခိုင်တယ်စီဖြစ်သွားပြီ။ခိုင်တယ်စီဖြစ်တဲ့တော့မလို့သူဟာလွတ်တော်ကိုယ်စလေလား။ဒါမှမဟုတ်ရှင်လွတ်တော်ကိုယ်စလေလောင်းလားဆိုတာမေးလိုက်။အဲဒီလွတ်တော်ကိုယ်စလေလောင်းဆိုလို့ရှိရင်ဟိုဦးမင်း online အာနာထိန်းတာဟာအကုန်လုံးအစားအနေအစုပ်ဒီရွေးကောက်ခွဲတွေကတရားမဝင်တော့ဘူး။ဘီယာတစ်ထောင်လည်း1ဘီယာလည်းပြန်ရောက်လို့မရှိတော့ဘူး။အဲနော်1ဘီယာလည်းပြန်ရောက်လို့မရှိတော့ဘူး။အဲ့တော့ကျွန်တော်တေချာစဉ်းစားမှဖြစ်တယ်။အကယ်၍သာနောက်ကြီးအချိန်ကဥရရာဒါရွေးကောက်